မျိုးနယ်စုတစ်ခုတည်းဖြစ်ပေမဲ့ပရဲ့နယ်ကယောဆိုပြီးနာမည်ကွဲပြားနေတာကိုနာမည်တစ်ခုတည်းပြန်ဖြစ်အောင်ညီလာခံမှာအဓိကထားဆွေးနွေးကြတာပါ။တုံးရတာဆွေးနွေးပွဲပြီးမှာတော့ကွဲပြားနေတဲ့ပရဲ့နယ်ကယောဆိုတဲ့နာမည်ကိုနာမည်တစ်ခုတည်းအနေနဲ့ပရဲ့ကယောဆိုပြီးပြန်လည်ခေါ်ဆိုဖို့သဘောတူညီခဲ့ကြပါဗျ။ နေရာဒေသလမ်းပန်းဆက်သွယ်ရေးအခက်အခဲအရာတအုပ်နဲ့တအုပ်နားလည်မှုကွဲလွဲခဲ့တာဖြစ်ပြီးဒီညီလာခံမှာဘုံသဘောတူညီချက်နဲ့နာမည်သတ်မှတ်နိုင်ခဲ့တယ်လို့ကေကောဒေသကနေအခမ်းအနားတက်ရောက်လာတဲ့ JF တို့ကပြောပါတယ်ဒီလိုစုစည်းဖို့အမိမားတဲ့ဟာတွေကိုအမတရားဖြစ်အောင်ဆိုမှကျွန်တော်တို့ရဲ့တာဒီမီတွေကိုဒီကနေ့ကိုကျွန်တော်ပြတ်လိုက်တာကကျွန်တော်ကသုတိတပေါင်းတိဖြစ်တယ်နေမီဒီတာရ ရက်နဲ့ကိုရောလာခေါ်ကြတယ်ဒါပေမဲ့လူမျိုးတမျိုးတည်းဖြစ်တဲ့အကြောင်းကျွန်တော်တို့ကိုအကြကိုတီအောင်ကျွန်တော်တို့ကလုတ်ပြချစ်ဖြစ်တယ်နောက်ကျွန်တော်ရဲ့ဒလစ်ထုံးဆောင်ဖြစ်တဲ့ဂဒီတိစာပြုလက်အခါနာကိုလည်းကျွန်တော်ဆက်လုပ်ချင်ဖြစ်တယ်ဒါပြင်နိုင်ငံတော်ကထုတ်ပြန်ထားတဲ့သံကောင်းစင်းမှာပရရဲ့နယ်ကရောနာမည်လွဲမနေတာတွေကိုပြန်လည်ပြင်ဆင်ဖို့ ရောမအခလာကိုအခြေခံတဲ့စာကိုပရဲ့ကရောပုံစံအဖြစ်ထားရှိဖို့ဖက်ဒရယ်ပြည်ထောင်စုနဲ့ကရင်နီပြည်တဘာဝပတ်ဝန်းကျင်နဲ့မြေယာစတဲ့ခေါင်းစဉ်တွေကိုလည်းဆွေးနွေးကြပါတယ်။ဂျားပြည်ညီလာခံသဘောတူညီချက်အရာပရဲ့ကရောအမိကိုနိုင်ငံတော်အနေနဲ့အသိမှတ်ပြုဖို့အတွက်ရှစ်ဆက်လှုံ့ဆော်စရာရှိရာတွေကြန့်ရှိနေသေးတယ်လို့ပရဲ့ကရောအမျိုးသားဘူဟုကော်မတီဒုတိယဥက္ကဋ္ဌဦးမိုက်ကဲကပြောပါတယ်။ဒီနိုင်ငံတော်အသိမှတ်ပြုတော့ကျွန်တော်ဟိုဒီပြည်ထောင်စုရဲ့ရှိဖို့ ဒီနေပြည်တော်ရှိတဲ့ရောရှင်နေတပြခဲ့တာလည်းရှိတယ်အဲဒီဆက်ပြီးမှဒီပြည်နယ်အစိုးရဌာနကဒီအဲပြည်နယ်လူဝီမှုကြီးကြေးတော်ကျွန်တော်ဆက်ပြီးမှဒီဟာကျွန်တော်ညီလာခတရားဖြစ် break ရောအဖြစ်ပြတယ်အတီးပြပေးဖို့ကျွန်တော်ဆက်လက်လှောက်ဆောင်သွားဖို့ဟိုဦးတရားမြန်ရှိသေးပါတယ် ဂျာပြက်ညီလာခံမှာလာမယ့်2018ညီလာခံအတွက်ပရက်ကေယောဘို့ကော်မတီကိုကော်မတီဝင်15ဦးကနေ22ဦးဖြည့်ဆွက်ဖွဲ့စည်းခဲ့ပါတယ်။2008ဖွဲ့စည်းပုံပြင်ဆင်ရေး၊ကရင်ပြည်အမျိုးသားညီညွတ်ရေး၊ပရက်ကေယောအမျိုးသားညီညွတ်ရေး လူငယ်နဲ့မျိုးသမီးညီလာခံခေါ်ဆောင်ရေးဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ဖို့ကရင်ပြည်တဲကတခြားတိုင်းရင်းသားလူမျိုးစုတွေနဲ့လက်တွဲဆောင်ရွက်ရေးစာရာတွေကိုရေရှည်ရည်မှန်းချက်အနေနဲ့ချမှတ်ထားတယ်လို့ပရဲ့ကေရောအမျိုးသားဖို့ကော်မတီအတွင်းမှကိုဒီဒီကပြောပါတယ်ဆစ်ဆဲကတော့ကျွန်တော်ဒီဂျာဆန်ညီလာခံက2018ကျရင်ကျွန်တော်တို့ညီလာခံကြီးအတွက်ပြင်ဆင်ခြင်းဖြစ်တယ်ပေါ့နော်ဒီဂျာထဲမှာကျွန်တော်တို့ဒီ နထောင်းရှိပြစ်စဘချကရီပြင်စီရေနော်ဂရင်းညူတာရညညူရေနော်ပရကီယောညူတာကြမှာလဲညညူမှုပုံမခိုင်မရေကျွန်တော်တို့ဆက်လက်ဖို့ရှိတယ်ပေါ့နော်နော်ဒီကြားထဲမှာကျွန်တော်တို့လူငယ်ညီလာခံတို့အမျိုးသမီးညီလာခံတို့စပ်ပညီလာခံတို့လဲဒီညီလာခံကြီးမတိုင်ခင်ကျွန်တော်တို့အရင်တော့ခုလဲရှိတယ်ပေါ့နော်ဒါရှေ့လုပ်ငန်းစဉ်တွေထဲမှာပါတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ညီကိုညီနောင်တိုင်းသားတွေနဲ့လဲ ဒီဖက်ဒရယ်ပြည်အောင်စုပေါပေါ့ရေးပေါ့နော်အဲကိစ္စတွေနောက်ကရင်းမြူတာတွေညီညီကိစ္စတွေလည်းဆက်လက်ပြီးကူပေါင်းပါဝင်သွားဖို့အတွက်ကျွန်တော်စီလုံးငန်းစင်နဲ့ဆက်ထားလို့ညီလာခံနောက်ဆုံးနေ့မှာတော့ပည့်ရက်ကရောသတ်မှတ်ချက်ကိုသဘောတူကြောင်းတက်ရောက်လာတဲ့ဒေတာကိုယ်စားလှယ်တွေကလက်မှတ်ထိုးခဲ့ပြီးအချက်၅ချက်ပါသဘောထားကြေညာချက်ကိုထုတ်ပြန်ခဲ့ပါတယ်နိုင်ငံတော်ကသကောင်စင်းထုတ်ပြန်ရမှာပည့်ရက်ကရောလူမျိုးတစ်ခုရဲ့အဖြစ်သတ်မှတ်ပေးဖို့လက်ရှိအသုံးပြုနေတဲ့ရောမအခရာစာပေကို ပေးရကေရောပုံစံအဖြစ်အသုံးပြုဖို့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့စတဲ့အချက်တွေထုတ်ပြန်တဲ့နေရာမှာပါဝင်ပါတယ်။ပရက်ကေရောလူမျိုးတွေဟာကြားပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာပြန့်လန့်နေထိုင်ကြပြီးလူဦးရေ3000ကျော်ရှိတယ်လို့သိရပါတယ်ရှင်။